အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ခနာကိုအတွက်အရင်ရေးကြည့်တဲ့ပရိုတိန်းကြောင်းနည်းနည်းလေးဆွေးနွေးကြည့်ကြအောင်ကျမရေတို့အာရင်ပြေဝါရေတို့ပြောရင်ပရိုတိန်းကတော့ပါစမီရဲပဲဒါမဲ့အဲကျွတ်သားအတွက်ပဲလားတကယ်ကောသူကဘာလေးအရေးပါသေးလဲဆိုတာသိချာကြည့်ကြအောင်ပေါ့နော်ကျွန်တော်တို့စီမှာပရိုတိန်းဖွဲ့စည်းပုံလောက်ဆောက်ချက်နဲ့အရင်မြင်များဆိုတဲ့မှတ်စုလေးရောင်းနေပါတယ်ကျွင်းချင်းတွေမှတ်စုတွေပေါ့ဒီအချက်လက်တွေကိုခြေခံပြီးပရိုတိန်းဆိုတာဘာလဲ ဘလောက်ရေးကြီးလဲအဲဘဲကလဲဆိုတာဒီကိုအတူတူလေ့လာကြည့်အောင်ဟုတ်ကဲ့စိတ်ဝင်စားစရာခေါင်းစဉ်ပါပရိုတင်းကိုလေအခြေခံအဖြစ်မက်ခရိုအာဟာရသက်ချီမက်ခရိုနျူထရီယန့်လို့သတ်မှတ်ထားပါတယ်ဆိုလိုတာကကာဘိုဟိုက်ဒရိတ်အဆီဒီလိုပဲပေါ့ခန္ဓာကိုယ်ကနေ့စဉ်များများလိုအပ်တဲ့အဓိကအာဟာရတက်၃မျိုးတည်းကတစ်ခုပါသူရဲ့အခြေခံအကြဆုံးဓာတုဖွဲ့စည်းပုံကတော့ amino acid amino acid လို့ခေါ်တဲ့တိတိလေးတွေ အဲအဲ့ဒီ molecule လေးတွေပူဒီလို့တီးထားတဲ့ကွင်းဆက်ရှိကြီးတွေပေါ့ဒီ amino acid တွေဘလို့စီးတယ်လဲပေါ့မူတည်ပြီး protein အမျိုးအစားတွေရောသူတို့လုပ်တဲ့အလုပ်တွေရောကွဲသွားတာပါအော်ဟုတ်ကဲ့ amino acid ကိုခန္ဓာကိုယ်ရဲ့အခြေခံ oxidative building block လို့ပြောကြတာပေါ့နော်ဒါကတော့လူတော်တော်များများသိလောက်မယ်ထင်တယ်ဟုတ်တယ်ကျွန်တော်တို့ကြွက်သားတွေအယိုးတွေအရေးပြားစံပင်လက်တည်ခြေတွေအားလုံးက protein နဲ့တည်ဆောက်ထားတာဆိုတော့ဟုတ်ပါပြီဒါပေမဲ့ အဲ့ဒီတီဆောက်ရဲ့အခိုင်ကန်တာအဖြစ်တခြားဘာတွေအရေးပါသေးလဲဟမ်ဒီနေရာကစိတ်ဝင်စားဖို့ကောင်းလာပြီအတီးအကြပါပဲတီဆောက်ရဲ့နဲ့ပြုပြင်ထင်းတင်းရဲကသူ့ရဲ့အဓိကလုပ်ငန်းကြီးတစ်ခုဆိုတာမှတ်ပါတယ်ဆယ်အတစ်တွေဖြစ်ဖို့အိုဒင်းတိခိုက်ပစ္စည်းထွားတဲ့တ िश ူတွေပြန်ပင်းဖို့ပရိုတင်းရှိလို့မဖြစ်ဘူးဒါပေမဲ့အဲ့ဒါကဇက်လန်းတဝက်ပဲရှိသေးတယ်သူ့ရဲ့လှုပ်ဆောင်ချက်တွေကဒီထက်အများကြီးပိုကျပြတ်နေခန္ဓာကိုယ်ရဲ့အတွင်းပိုင်းလုပ်ငန်းစဉ်တွေအများကြီးကိုသူကထိန်းချုပ်မောင်းနေနေတာ ဟုတ်ကဲ့အဲ့ဒီအသွင်းပိုင်းမောင်းနေမှုတဲ့လူတိုက်မတိလောက်တဲ့အခန်းကဏ္ဍတွေပေါ့တီဆောက်တာအဖြစ်တခြားပါတီများလဲအရေးကြီးတဲ့အခန်းကဏ္ဍတွေအများကြီးထားတဲ့တစ်ခုကတော့ဇီဝရုပ်ဖိပြက်မှု metabolism ကိုထိန်းနိပေးတာပါ enzymes လို့ခေါ်တဲ့ proteins တွေလေသူတို့ကခန္ဓာကိုယ်ထဲမှာဖြစ်နေတဲ့ဓာတုတက်ဖြူမှုတွေကိုအစာပေါင်းများစွာမြန်အောင်လုပ်ပေးတဲ့ဇီဝတက်ကူပစ္စည်းတွေပေါ့အစာခြေရွာကနေစွန့်အိမ်ထုတ်တာ DNA ပုံတူပွားတာအထိပေါ့ အင်ဇိုင်းတွေမပါရင်ဒီလုပ်ငန်းစဉ်တွေကလုံးဝနေပါရက်ကွာနိုင်တယ်ဒါမို့အရာနေသွားနိုင်တယ်ဆိုတော့အင်ဇိုင်းတွေကခန္ဓာကိုယ်လုပ်ငန်းတွေရဲ့အရှိန်ဖြစ်ဆက်လိုမျိုးပေါ့အမ်ဒါတော့တော့အရေးကြီးတာပဲနောက်ထပ်ကနောက်ထပ်ကကိုခန်အားစနစ်မှာကျွန်တော်တို့ကိုခန်အားစနစ်ကထုတ်တယ်ပရီပီစီဆိုတာလေအဲ့ဒါတွေကပရိုတိန်းတွေပဲသူတို့ရဲ့အဓိကတောင်ဝန်ကခန္ဓာကိုယ်ထဲဝင်လာတဲ့ဘက်တီးရီးယားတို့ဗိုင်းရပ်စ်တို့လိုတင်ပါရောဂါပိုးမွားတွေကို မှတ်သားပြီးတော့တိတ်ထုတ်ဖို့ပဲပရိုတင်းလွန်လောင်းအောင်ရရင်အဲပရိပစီထူးလုံမှုကြပြီးတော့ရောဂါခုခံနိုင်စွမ်းအားနည်းသွားနိုင်တယ်။အော်ဒါကြောင့်ပရိုတင်းကကိုယ်ခန္ဓာကောင်းဖို့လည်းအရေးပါတယ်ဆိုတော့ကောဟုတ်ပြီဟုတ်ပြီ။အန်ဇိုင်းပရိပစီနောက်ထပ်ကောရှိသေးလား?ရှိသေးတယ်။ဟော်မုန်းအများစုတော့မဟုတ်ဘူးပေါ့နော်။ဒါပေမဲ့အီးကြီးရဲ့ဟော်မုန်းတချို့ကပရိုတင်းတမဟုတ်ပရိုတင်းအစိတ်ပိုင်းတွေနဲ့ဖွဲ့စည်းထားတာ။ဥပမာပြောရင်ထွေးတဲ့ကတကြောတက်ဖုတ်ထင်းနဲ့အင်ဆူလင်ပေါ့။ ဲ့ဒါ protein hormone တစ်မျိုးပဲပြီးတော့ခန္ဓာကိုယ်နှံ့တဲ့ချက်လဲပို့တာတော့တခြားအရာတွေတဲတော်တော့မှာလဲပါဝင်တယ်အထင်ရှားဆုံးဥပမာကတော့ hemoglobin ပေါ့အော် hemoglobin သွေးနီဦးတဲ့ကဟုတ်တယ်သွေးနီဦးတဲ့မှာရှိတဲ့ဒီ protein ကစုပ်ကရတဲ့ oxygen ကိုတကောလုံးက cell တီထီတဲ့ဝေးတာ hemoglobinian အဲသွေးအားနဲ့ဒီမောတာတို့ဘာလို့ဖြစ်လာနိုင်တာပေါ့ဝိုးတကယ်ပဲ protein ဆိုတာကြွက်သားကြွက်ပဲထင်ထားတာအခုကြည့်လိုက်တော့ခန္ဓာကိုယ်ရဲ့ဓာတ်ရုပ်စက်ယုံလေးလဲပတ်ဖို့ ယောဂါကားခွေဖို့အမ်တရင်အချက်လက်နဲ့အောက်ဆီဂျင်တည်ဖို့အထိပါနေတာကိုတကယ်ကိုခနာကူရဲ့ all rounder ပဲပြောရမလို့ပဲဒါပေါ့ပူကြဲကြဲပြန့်ပြန့်ကြည့်ရင်ပရိုတင်းဟာရုပ်ပိုင်းဆိုင်ရာတည်ဆောက်မှုအတွက်ရောဓာတုဗေဒနဲ့လုံကန်းလက်ပတ်မှုအတွက်ပါအခြေခံအုတ်မြစ်တစ်ခုဖြစ်နေရလို့မြင်လို့ရတယ်ပရိုတင်းချိုးတဲ့ချင်းရဲ့အကျိုးဆက်တွေဆိုတာကြွတ်သားဆုံးရှုံးတာတစ်ခုတည်းမဟုတ်ဘူးအားကုန်လွယ်တာအနာကျက်နေတာခဏခဏဖျားတာတွေးအားနေတာအများကြီးပဲ ခန္ဓာကိုယ်လုံးငန်းစင်ရင်တော်တော်များများကိုထိခိုက်စေနိုင်တယ်။ကောင်းပြီကောင်းပြီ။ပရိုတင်းကဒီလောက်အရေးကြီးတယ်ဆိုတော့သူ့ရဲ့အခြေခံအုပ်ချက်အဲအမိုင်းနိုအက်ဆစ်တီကြောင့်နည်းနည်းပိုတည်ဖို့လိုပြီးတင်တယ်။စုစုပေါင်းမျိုး20ရှိတယ်လို့ဆိုရယ်။အဲ့ဒီ20မှာအရေးကြီးတဲ့ကွာခြားချက်ရှိတယ်ဆိုတာပါပါလိမ့်။ဟုတ်ကဲ့။အဲ့ဒီအမိုင်းနိုအက်ဆစ်မျိုး20ကိုအဓိကအားဖြင့်အုပ်စုနှစ်စုခွဲလို့ရတယ်။အာဟာရဗေဒရှုထောက်ကကြည့်ရင်ဒီခွဲခြားမှုကအရေးကြီးတယ်။ပထမအုပ်စုက မရှိမဖြစ်လိုအပ်သော amino acid essential amino acid လို့ခေါ်တယ်။၉မျိုးရှိတယ်။မရှိမဖြစ်ဟုတ်တယ်။မရှိမဖြစ်လို့သုံးရတာကဒီအမျိုးအစားတွေကိုကျွန်တော်တို့ခန္ဓာကိုယ်ကကိုယ်တိုင်မထုတ်လုပ်နိုင်လို့ကအဲ့ဒီတော့နေ့စဉ်စားတဲ့အစားအစာတွေကနေမဖြစ်မနေရအောင်ဖြည့်ပေးရမှာ။ဆိုလိုတာကအဲ့ဒီ၉မျိုးထက်ကတစ်မျိုးမျိုး လုံလောက်အောင်မစားရင် ပြဿနာရှိနိုင်တယ်ပေါ့။ဟုတ်ပြီ။ဒုတိယအုပ်စုကတော့ဒုတိယအုပ်စုကတော့မရှိမဖြစ်မဟုတ်လိုအပ်သော amino acids non essential amino acids ပါကြမ်းတဲ့၁၁မျိုးပေါ့မရှိမဖြစ်မဟုတ်လို့ဆိုပေမဲ့ခန္ဓာကိုယ်အတွက်လိုအပ်တာတော့ဟုတ်တယ်ဒါပေမဲ့သူတို့ကိုတော့ခန္ဓာကိုယ်ကလိုအပ်တယ်လို့တခြား amino acids တွေကနေဖြစ်ဖြစ်တခြားနည်းလမ်းနေနဲ့ဖြစ်ဖြစ်ကိုယ်တိုင်ထုတ်နိုင်တယ်ဒါကြောင့်အစားအစာကနေမဖြစ်မနေရရမယ်ဆိုတဲ့ PR တော့မရှိဘူးပေါ့အဓိကအာယုံဆိုင်ရမှာကအဲ့ဒီမရှိမဖြစ်ကိုမျိုးကိုနေ့တိုင်းလုံလောက်အောင်ရဖို့ပါပဲဟွန်းဒါတို့ရည်ကြီးတဲ့ချက်ပဲ အဲ့ဒီမရှိမဖြစ်ကိုမျိုးလုံးပြည့်ပြည့်စုံလုံးရဖို့ဆိုရင်အာဘယ်လိုအစားအစာတွေကိုဥစားပြီးစားရမလဲဒါနောက်ထပ်မိခွန်းတစ်ခုဖြစ်လာပြီ quality ဆိုတာအရေးပါလာပြီအစားအစာတစ်ခုမှာပါတဲ့ protein ကအဲ့ဒီမရှိမဖြစ်ကိုမျိုးလုံးကိုလုံလောက်တဲ့ပမာဏနဲ့ပါတလားဆိုတဲ့ပုံမူတည်ပြီးအရေးတွေးတိုင်းတာလေးရှိတယ်ရေပြားအဖြစ်ကော protein ရေမြစ်တွေကိုအဓိကနှမျိုးခွဲကြတယ်လीတရချံထွက်နေအပင်ထွက်ဆိုပြီးတော့တရချံထွက်တဲ့ရင်ပြောချင်အောင်အသားငါးချက်ဦး notoplicity ပေါ့သူတို့ကို complete protein ပြည့်စုံတဲ့ protein လို့ခေါ်ကြတယ်နော်ဘာကြောင့်လဲမှန်ပါတယ်တရချံထွက် protein အရင်းမြစ်တွေဥပမာအသားငါးပင်လယ်စားကြက်ဥပဲဥနို့ဒင်းချင်း cheese ပေါ့သူတို့ပြည့်စုံသော protein လို့ခေါ်တာကခုနပြောတယ်မရှိမဖြစ် amino acid essential amino acids ကိုမျိုးလုံ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 းလောက်ပါနေလို့ပါဒါကြောင့်တရချံထွက် protein တမျိုးတည်းစားရင်တောင်လိုအပ်တဲ့ amino acid အလုံးရနိုင်တဲ့အားသာချက်ရှိတာမို့ ဟုတ်ပြီဒါဆိုရင် အပင်ထွက်ပရိုတင်းတွေဥပမာပဲမျိုးမျိုး အခွန်မာတီးစိတ်အဆန်ကြီးကြတော့ဘယ်လိုกว่าလဲသူတို့ကို incomplete protein မပြည့်စုံတဲ့ protein လို့ရေရေပြောကြတယ်ဆိုတာကောအပင်ထွက်ပရိုတင်းအရင်မြင့်အများစုပေါ့နော်ဥပမာပဲမျိုးမျိုးကလာပဲပဲနီခလီအခွန်မာတီးပါရန်စစ်တကြတီဂျုံဆန်ပြောင်းပူအဆရှိတဲ့ပြင်ပေါ့နော်သူတို့ကိုမပြည့်စုံလို့အတတ်မှတ်လေးရှိတာက မရှိမသိအမိုင်နိုအက်ဆစ်၉မျိုးတက်ကတမျိုးတာမမှုတမျိုးတာပိုပြီးပမာဏအရန်နေနေတာဒါမမှုလုံးဝနှီးပါမပါတာမျိုးထစ်တယ်လို့ပါဥပမာဆိုတော့ပဲအများစုမှာမက်သီယိုနင်ဆိုတဲ့အမိုင်နိုအက်ဆစ်နေတတ်တယ်ကောက်နံအများစုမှာကြောက်လိုက်စင်နေတတ်တယ်အဲ့လိုမျိုးပေါ့နော်အော်ဟုတ်ကဲ့ဒါဆိုရင်တတ်တယ်လို့စားတဲ့သူတွေဒါမမှုအပင်ခြေခံအစားအစာကိုပဲအဓိကစားတဲ့သူတွေအတွက်ပရိုတင်းဖြည့်ဖို့နည်းနည်းစဉ်းစားရမလားဒီညမှာအရေးကြီးတဲ့အချက်လေးနှစ်ချက်တတိပြုစီချင်ပါတယ် ပထမတစ်ခုကအပင်ထရပ်ပရိုတင်းတိုင်းမပြည့်စုံတာမဟုတ်ပါဘူးချင်းရက်ရှိတယ်အထင်ရှားဆုံးဥပမာတွေကတော့ခင်နွာဆိုတဲ့အစီအစံတစ်မျိုးရဲ့နောက်ဘေဘီဆိုက်ရဲ့ပေါ့သူတို့နှစ်မျိုးကမရှိမဖြစ်အမိုင်နိုအက်ဆစ်နှစ်မျိုးလုံးလုံးလုံးလောက်လောက်ပါတဲ့အပင်ထရပ်ပရိုတင်းတွေပါအော်ခင်နွာနဲ့ဘေဘီဆိုက်ကပြည့်စုံနေပေါ့ဟုတ်ပါတယ်ဒုတိယနဲ့ပိုရေးကြီးတဲ့ချက်ကအပင်ထရပ်ပရိုတင်းရဲ့ရင်းမြစ်တွေကိုတနေ့တာစားတဲ့အထဲမှာအမျိုးမျိုးပေါင်းဆက်စားသုံးရင် လိုအပ်တဲ့ amino acid အားလုံးပြည့်မီအောင်ရနိုင်နေဆိုတာပါပဲဒါကို protein complementation လို့ခေါ်တယ်ခန္ဓာဝင်ဥပမာကတော့ထမင်းနဲ့ဘဲတွဲစားတာမျိုးပေါ့ဆံမနဲတဲ့ lysine ကိုဘဲကဖြည့်ပေးတယ်ဘဲမနဲတဲ့ methionine ကိုဆံကဖြည့်ပေးတယ်ဒီလိုပဲအခွက်မားသီးတွေစစ်အဆန်တွေဘဲမျိုးမျိုးကိုတနေ့တာစားသုံးမှုထဲမှာဖျားတာအောင်ထည့်စားသွားမယ်ဆိုရင် အပင်ခြေခံစားသုံးမှုတွေအနေနဲ့လည်း protein ချိုးထဲမှာကိုစိုးရင်စရာမလိုပါဘူး အဓိကကတော့အမျိုးစုံကိုစားဖို့ပါပဲဟာဒါတကယ်အတုံးဝင်တဲ့အချက်ပဲအပင်ထွက်တဲ့ချီစားရင်တောင် နီလန်တကြစားရင် ပရိုတင်းပြည့်နေတယ်ဆိုတော့စိတ်သက်သာရရတာပေါ့နောက်တစ်ခုမှတ်စုထမတွေ့တာကပရိုတင်းချွဲဝတဲ့အစားအစာတွေမှာပရိုတင်းတစ်ခုတည်းမဟုတ်ဘူးတခြားအရေးကြီးတဲ့အာဟာရတက်တွေပါပါလာတက်တယ်ဆိုတာပဲ။ ဒါကအပေါ်စုလိုမျိုးလားအစိတ်သားတို့ပဲမျိုးမျိုးတို့မှာသွေးနီဦးအတအရေးပါတယ်တန်တက် iron ရယ်ကိုခလာနဲ့အနာကျက်ဖူးကူနေတဲ့အဆင့်တက်ရယ်ကြွယ်ွားတယ်ဟုတ်ကဲ့နိုးနဲ့နိုးထွက်ပစ္စည်းကြီးကြတော့ calcium အများဆုံးရတဲ့အရေးမျိုးဖြစ်ကလို့အဲ့ဒီ calcium စုပ်ယူမှုကိုအားပေးတဲ့ vitamin D လည်းပါတတ်တယ်ဟုတ်ကဲ့ဟုတ်ကဲ့ဆယ်မွန်လိုအစီးများတဲ့ငါးတွေမှာဆိုဦးနှောင်းနဲ့နှလုံးချောင်းမှာရဲကြောင်းတွေ omega 3 fatty acids တွေပါတယ် ပဲမျိုးမျိုးအခွင့်မသီးတွေခင်းဝါလို့စစ်အဆန်နေမှာကြတော့အစားချေစနစ်ကောင်းစေတယ်။သွေးချိုကိုထိန်းပေးတဲ့အမြန်တက် fiber တွေအများကြီးပါဝင်ပါတယ်။ဆိုတော့ protein စားရင်တခြား vitamin တွေတတုတ္တတွေအကျိုးပြုအစီးတွေအမြင့်တက်တွေပါ တခါတည်းရနိုင်တာပေါ့နော်။ဒါကတီချာ protein မုံလို့ဖိဆွတ်စားတွေထက်အစားအစာကနေရတာပိုကောင်းတယ်လို့ဆိုလိုတာလား။များစွာအတွက်တော့ဟုတ်ပါတယ်။အစားအစာတစ်ခုလုံးကနေရတဲ့အာဟာရတက်တွေကတစ်ခုနဲ့တစ်ခုအပြန်အလှန်အကျိုးပြုပြီးအလုံးလောက်ကြတာကို ဒီလိုသဘောဝတိုင်းပါတဲ့အာဟာရဓာတ်တွေရဲ့ပုံဆက်အကျိုးကျေးဇူး synergistic effect ကတီးခြားဖြည့်ဆွဲစာတစ်မျိုးတည်းကရတာထက်ပိုပြီးပြည့်စုံတဲ့ကျန်းမာရေးအကျိုးကိုပေးနိုင်ပါတယ်။ဒါကြောင့်တန်းနိုင်တဲ့မြားများတာပြီးအမျိုးစုံလင်းတဲ့အစားအစာပုံစံ balanced and varied diet ကနေ protein နဲ့တခြားအာဟာရဓာတ်တွေကိုရဖို့ကြိုးစားတင်တယ်လို့အကျဉ်းပြုခြင်းပါတယ်။ဒါဆိုရင်ဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တာတွေကိုအနည်းချုပ်ကြည့်အောင်အထက်ကမှတ်ထားတဲ့တာတွေကဘာတွေဖြစ်မလဲ။ protein ဆိုတာကြွတားတည်ဆုပ်ဖို့တသက်မဟုတ်ပဲ။ ခန္ဓာကိုယ်ရဲ့တည်ဆောက်မှုပြုပြင်မှုအဲဇီဝတာတို့လုံငန်းစင်တွေလက်ပတ်မှုကိုယ်ခံဟော်မုန်းတည်ယူပို့ဆောင်ရေးအများကြီးမှာမရှိမဖြစ်အရေးပါတဲ့မက်ခရိုအာဟာရဓာတ်ဖြစ်တယ်ဆိုတာပဲနော်မှန်ပါပဲပြီးတော့ပရိုတင်းရဲ့အခြေခံအုပ်ချက်ဖြစ်တဲ့အမိုင်နိုအက်ဆစ်တွေအထူးသဖြင့်ခနာကူကမထုံနိုင်တဲ့မရှိမဖြစ်အမိုင်နိုအက်ဆစ်၉မျိုးကိုနေ့စဉ်အစားအစာနဲ့လုံးလောက်အောင်ရောက်ဖို့လိုတဲ့ ကံကောင်းတာကတိရစ္ဆန်ထွက်အစားအစာတွေအသားငါးချက်ဦးနှုတ်ထွက်ပစ္စည်းကတော့အပြင်ထွက်အစားအစာတွေဘဲမျိုးမျိုးအခွက်မှဒီစီအဆန်အထူးသဖြင့်ဘဲပစ္စည်းနဲ့ကီနိုအာကပါပရိုတင်းရနိုင်တယ်။အပြင်ထွက်ကိုပဲစားတဲ့သူတွေလည်းအမျိုးမျိုးပုံဆက်စားရင်ပရိုတင်းလိုအပ်ချက်ပြည့်မီနိုင်တယ်။ဟုတ်ကဲ့။နောက်ဆုံးအနေနဲ့ပရိုတင်းကျွယ်ဝတဲ့တဘာဝအစားအစာတွေကတခြားအရေးကြီးတဲ့အာဟာရဓာတ်တွေနဲ့လည်းပြည့်စုံနေတယ်လို့မြတ်တာတဲ့အစားအစာ ပုံစံကနေရတာ။ အကောင်ဆုံးဖြစ်တယ်ဆိုတာပါပဲဒီအခြေခံအချက်တည်နဲ့အတူကျွန်တော်တို့နားထောင်နေသူတွေကိုစဉ်းစားစရာလေထားခဲ့ခြင်းတာတစ်ခုရှိပါတယ် အာအဲ့ဒါကတော့တူချင်းစီရဲ့ protein လိုအပ်ချက်ကတူကြမှာမဟုတ်ဘူးဆိုတာပါပဲလူတယောက်ရဲ့အသက်အရွယ်ဥမာကြီးထွားနေတဲ့ကလေးလားလူငယ်လားအာလူကြီးလားအဘိုးဘွားလားပေါ့နောက်နေ့စဉ်ကိုလလူရှာမှုအဆင့်ထိုင်းလူများသူလားလေ့ကျင့်ခန်းလူသူလားအက္ခစားသမားလားပြီးတော့ကျမရဲ့အချိန်နေဥမာကိုဝန်ဆောင်တို့တိုင်မိခင်းတာလန်ထဆက်လူနာကြောက်ခရောဂါရှိသူစားသဖြင့်ပေါ့အဲ့ဒီအချက်ဒီပေါ်မူတည်ပြီးဒီနေ့တာလူအပ်တဲ့ protein ပမာဏခွာခြားနိုင်ပါတယ်ဆိုလိုတာကဒီနေ့ပြောခဲ့တာတွေကရေးပြော်ပြီးလာညွန့်ချက်တွေဖြစ်ပြီး ကိုယ်တည်းတိတိကျကျလိုအပ်ချက်ကိုတည်ခြင်းတော့ကိုယ့်ရဲ့အခြေအနေကိုထည့်စင်စားဖို့လိုတယ်ပေါ့ဥပမာကြွသားထူတီဆောက်ဖို့ကြိုးစားနေတဲ့အားကစားသမားတယောက်ဒါမှမဟုတ်တန်တေးသားဖွင့်ချိုးဖို့နဲ့မိခင်ကျမ်းမာရေးအကအာဟာရလိုအပ်နေတဲ့ကိုဝင်ဆောင်တယောက်ရဲ့ပရိုတင်းလိုအပ်ချက်ကတာမန်လူလက်ပိုင်းကျမ်းမာတဲ့လုံရှားမှုတိတ်မရှိတဲ့သူတယောက်ထက်တိတိတာတာပိုများနေမှာသိကြတယ်ဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့ပရိုတင်းရဲ့အရေးပါပုံ amino acid တွေရင်းမြတ်တွေ တွဲဖက်ပါရတဲ့အာဟာရဓာတ်တွေစတဲ့အခြေခံချက်တွေကနားထောင်နေသူတွေအနေနဲ့ပရိုတီးနဲ့ပတ်သက်ပြီးပိုပြီးကျေပြန့်တဲ့အမြင်ရစေဖို့ကိုယ့်ရဲ့ကိုယ်ပိုင်လိုအပ်ချက်တွေကိုပိုနားလည်လာစေဖို့ဒါမှမဟုတ်လိုအပ်ရင်ကျန်းမာရေးကျွမ်းကျင်သူတွေအာဟာရပညာရှင်တွေနဲ့တိုင်ပင်ဖို့အတွက်အခြားအကူဖြည့်မဲ့အသိပညာအခြေခံတစ်ခုဖြစ်စေမယ်လို့မျှော်လင့်ပါတယ်။ကိုယ့်အတွက်မှန်ကန်တဲ့ပရိုတင်းပမာဏနဲ့အရင်းမြစ်တွေကိုရွေးချယ်နိုင်တာကကျန်းမာရေးအတွက်အရေးကြီးတဲ့ခြေလှမ်းတစ်ရပ်ဖြစ်ပါရဲ့ရှင်။